ချင်လွတ်လပ်ရေးတပ်မတော် KIA ကျောင်းသားတပ်မတော် ABSDF နဲ့ NUG လက်အောက်ခံကာကွယ်ပူးပေါင်းတပ်တွေအင်းတော်မြို့နယ်ကိုတင်ပိုက်ပြီးစစ်ကောင်စီတပ်ကအဲ့ဒီဒေသတွေကိုလေကြောင်းနဲ့ပြန်လည်တိုက်ခိုက်မှုမှာအရက်သားအများပြားသေဆုံးတန်ရာရမှုတွေဖြစ်စေခဲ့ပါတယ်။ဧပြီလ9ရက်နေ့နဲ့10ရက်နေ့တွေမှာကချင်ဆက်စကိုင်းတိုင်းထဲမှာရှိတဲ့ဝင်းတူမြို့နယ်ကောလင်းမြို့ကိုစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့တာပါ။ တစ်ဖက်မှာတော့ဒီလိုမျိုးလူလူကိုဥတီပြီးတော့ပြစ်ခတ်တက်ဖြတ်နေပေမဲ့ပေါ့နော်တစ်ဖက်မှာတော့သူတို့ရဲ့ဒီစစ်အကောင်စီမွေးထားတဲ့ဒီ lobby တွေကတော့အဒီနေရာတွေက PDF တွေရှိလို့ပါတော်လိုင်းရေးသမားတွေရှိလို့ပါဆိုတော့အဲဆက်ကြောင်းဘူးပေါ့နော်အပုံဖော်ဖို့ဒါစူးစမ်းနေတာလဲတကယ်တည်းထဲသူတို့လုပ်နေတာလဲတွေ့ရပါတယ်ကွာနော်တကယ်လည်းကြတော့မဟုတ်ပါဘူးနော်အခုတော်တော်အများစုကဒါတော်တော်လိုင်းရေးအားစုတွေရှိနေတဲ့နေရာမဟုတ်ပါနဲ့ပြည်သူတွေရတားပြည်သူတွေရဲ့ရှိနေတဲ့အရတားပြတ်မှတ်တွေကိုဟာပြစ်ခတ်တိုက်ခိုက်နေတာဖြစ်တယ်ဆိုတော့လေတော့ ပြောလို့ပါတယ်ဟုတ်အဲ့ဒီလေကြောင်းတိုက်ခိုက်မှုတွင်အမျိုးသမီးကလင်းငယ်တွေအပါအဝင်အရက်သား28ဦးထိတေဆုံးခဲ့ရပြီးအယောက်30ထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့သလို နေအိမ်ဆောက်ဦးတွေအများပြားပျက်စီးဆုံးရှုံးမှုတွေရှိခဲ့တာပါဒါ့အပြင်ဧပြီလ9ရက်နေ့ကချင်းမိနယ်ရဲ့ဒုတိယမြို့တော်ဖလန်းမြို့ကိုလက်လွတ်လိုက်ရတဲ့အချိန်မှာလဲချင်းမိနယ်တီးဒိန်နဲ့မြင်းတပ်မျိုးတွေကိုစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့ပြီးအဲ့ဒီတိုက်ခိုက်မှုမှာတော့ ကလေးငယ်6ဦးအပါအဝင်အယက်သား12ဦးသေဆုံးခဲ့ရပါတယ်။ဒီလေကြောင်းတိုက်ခိုက်မှုတွေကိုကြည့်ရင်တိုက်ခိုက်ခံရတဲ့နေရာတွေဟာစစ်ကောင်စီလက်လွတ်လိုက်ရတဲ့မြို့နယ်မလန်မကန်းမှာပဲရှိတဲ့မြို့တွေဖြစ်ပြီးစစ်ကောင်စီတပ်ကမြို့နှမြို့ကိုလက်လွတ်လိုက်ရတဲ့ရပ်ပိုင်းအတွင်းမှာပဲအခုလိုလေကြောင်းတိုက်ခိုက်မှုတွေကျူးလွန်ခဲ့တာပါ။လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ဝင်းတုံမြို့နယ်ဟာစစ်ကောင်စီလက်လွတ်လိုက်ရတဲ့အင်းတော်မြို့နယ်35မိုင်အခန့်အကွာမှာပဲတည်ရှိသလို့ ကောလင်းမျိုးနယ်ဟာလည်းဝင်းတုံမျိုးနယ်ကပ်ရက်မှာပဲတည်ရှိတာဖြစ်ပါတယ်လိုင်းကိုလိုင်းကိုသူတို့ကဟိုလေဟိုပြည်သူကိုပါရန်သူလို့သဘောထားတာလေနော်ဟိုအမှန်တမ်းပြောရမယ်ဆိုရင်အာဟိုကစီရေးရအမှန်တမ်းပြောရင်ဒါဘယ်လို့မှမနိုင်ဘူးဗျာရှုံးနေနေတဲ့ဟာဟာကတည်ကြတာပေါ့နော်အဲ့ခါကျတော့စစ်ကိုအဲစစ်နဲ့တူအောင်မတိုက်ရဲတဲ့ခါကျတော့ပြည်သူကိုပဲဒီတစားအကန်လိုမျိုးတုံးပြီးတော့ဒါ ဒါအဲ့ပြည်သူတွေရှိတဲ့နေရာကိုဥတီဥတီပြီးတော့ပြစ်မှတ်ထားပြီးတော့တိုက်ခိုက်တာဒါကတော့အကြမ်းဖက်စစ်တပ်အနေနဲ့လုပ်နေကြပါပဲเนาะအဲ့တော့နောက်ပြီးတစ်ဖက်မှာကျတော့အာဘယ်လိုလဲဆိုတော့ခုနကပြောလို့ပေါ့เนาะပြည်သူတွေမရှိဘူးဆိုတော့ narrative ကိုပြောသလိုပဲနောက်ထပ်သူတို့တွေပေါ်ဆောင်နေတဲ့ဒီစကြောင်းကတော့ဗာလဲဆိုတော့အော်ပြည်သူတွေဒီစစ်ပွဲတွေကြောင့်ပြည်သူတွေထိခိုက်တယ် ဆိုရဲဟာဟာမျိုးကိုလည်းတို့တွေပြောလေပြောတာရှိတယ်လေနော်ကျွန်တော်တို့တော်လိုင်းအင်အားစုဘက်ကဒါမျိုးကျွန်တော်လုံးဝမတော့ဘူးဒါရတားပြစ်မှတ်ကိုကျွန်တော်တို့လုံးဝပြစ်ခတ်တိုက်ခိုက်တော့မရှိဘူးကျွန်တော်တို့မှာလေရင်တွေလည်းမရှိဘူးလေနော်ဒီလိုဘုံကျဲတာဒီဖြတ်အားပြင်းဒီပေါင်900ဘုံလိုဟာမျိုးတွေနဲ့ပြည်သူကိုအဆုရကြုံကတတ်တာဆိုလို့ဒီအကြမ်းဖက်စစ်တပ်ပဲရှိတာပေါ့နော်အဲ့တော့တို့ကတော့ဒီလိုမျိုးဘုံကျဲတတ်ပြတ်မှုတွေကတို့အတွက်တော့တိတ်တို့ကအရှုံးမရှိဘူးလို့စဉ်းစားတာပေါ့နော်ဘာလို့ပြည်သူရဲ့အသက်ကိုတန်ဖိုးမှမထားတာလေနော် တည်သူလူလူရဲ့အတက်ကိုတန်မိုးထားတယ်ဆိုတော့ဒါတွေကကျွန်တော်ပြန်မရနိုင်တော့တဲ့ဆုံးရှုံးမှုတွေပေါ့ဒါပေမဲ့စစ်တပ်အနေနဲ့သူတို့စဉ်းစားပုံကကြတော့သူတို့ကပြည်သူကိုတန်မိုးမထားတော့ပြည်သူတွေပြည်သူတွေသေတယ်ပြီးတော့ခုနကတော်လန်ရေးအင်အားစုတွေအဲတော်လန်ရေးလုပ်နေလို့ဒီလိုဖြစ်တယ်ဆိုတော့ဇာတ်ကြောင်းအောင်လည်းသူတို့ကပြောတယ်ပေါ့နော်အဲဒါလိုပုံစံမျိုးနဲ့တော့အမျက်ထွက်အောင်သူတို့စူးစမ်းနေတာတွေ့ရပါတယ်ရာဇုနှစ်တစ်ခုကျော်အတွင်းပြီးခဲ့တဲ့မတ်လ28ရက်နေ့မှာ လှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြောင့်နိုင်ငံတော်ကလူဦးရေထောင်ထဲချီတည်ဆုံးခဲ့ရမှုနဲ့ပျက်စီးမှုတွေကိုပြန်လည်ထူထောင်နိုင်ဖို့အတွက်နှစ်ဖက်တက်တွေဟာယာယီအပြည့်ရက်မယ်လို့ကြေညာခဲ့ကြပါတယ်။ NUG ကတော့နောက်ဆက်တွဲကယ်ဆယ်ရေးလုပ်ငန်းတွေလှုပ်ဆောင်နိုင်ဖို့မတ်လ30ရက်နေ့ကစတင်ပြီးနှစ်ပတ်ကြာထိုးစစ်ရက်မယ်လို့ကြေညာခဲ့တယ်လို့စစ်ကောင်စီတပ်ကတော့ဧပြီလ2ရက်နေ့ကနေ22ရက်နေ့အထိရပောင်း20ကြာ ယာယီအဖြစ်ရက်မယ်လို့ကြေညာထားကြတာပါ။ဒါ့အပြင်တခြားသောတော်လိုင်းအင်အားစုတချို့ကလည်းဒီအင်အားပြင်းကလင်ကြောင့်အပြစ်ရက်ထိုးစစ်ရက်ကြောင့်ထုတ်ပြန်ထားကြပေမဲ့နိုင်ငံတော်မှာတော့နှစ်ဖက်တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေစေဖြစ်တယ်လို့စစ်ကောင်စီတပ်ကလည်းလေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုတွေကိုဆက်လက်ပြုလုပ်နေစေဖြစ်ပါတယ်ခင်ဗျာ။